။တခါတော့ကတောနဲ့ကြီးတစ်ခုထဲမှာတိတ်ကိုချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်နေထိုင်ပါတယ်။အဲ့တော့အဲ့ဒီငှက်ကလေးကချစ်စရာကောင်းယုံနေမကဘူး။သူ့ရဲ့အတန်ကလည်းတိတ်ကိုတရပါတယ်။အဲ့တော့သူက မနဲ့လင်းလာလို့နေမထွက်ခင်မှာ သူကသူ့ရဲ့ตาရတဲ့အတန်နဲ့လောကကြီးကိုစပြော်မှနှုတ်ဆက်ပါတယ်။တခြင်းနေစပြော်မှဆုပ်ပါတယ်။အဲ့တော့အဲ့ဒီတောထဲမှာရှိတဲ့နော်တိရိစ္ဆာန်လေးတွေအားလုံးကလည်းသူ့ရဲ့အတန်ကိုကြားရတဲ့အခါမှာ ပျော်ကြတယ်စိတ်ချမ်းသာကြတယ်အဲ့တော့သူကသူ့ရဲ့အတိုင်းဝိုင်းကိုပျော်ရွှင်အောင်လုပ်နိုင်တဲ့အချိုးပြုတ်နိုင်တဲ့ချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်ပါဒီလိုနဲ့သူတို့တရက်ကြတော့စောင်းရင်းကိုရောက်လာပါတယ်အဲ့ဒီစောင်းရင်းကလည်းတိတ်ကိုကြမ်းတမ်းနဲ့စောင်းရင်းမှာခရိုင်းစောင်းရင်းနေနဲ့မတူဘူးအဲ့တော့တအားကိုအေးတယ်ရေတွေခဲနေတယ်တည့်ရွက်တွေလည်းအကုန်လုံးကြွေကြကုန်တယ်နော်လုံးဝကိုခက်ခဲကြမ်းတမ်းတဲ့ဆောင်းလွင်ကြီးတစ်ခုရောက်လာတယ်အဲ့တော့သူကခါတိုင်းလိုပဲအဲ့ဒီဆောင်းလွင်ရောက်တဲ့ခါမှာ မနဲ့နေမထွက်ခင်မှာသူကစပြီးတော့မှထပြီးတော့သူ့အတန်နဲ့တချင်းဆိုပါတယ်ဒါပေမဲ့ဘာဖြစ်တယ်မသိဘူးအတန်ထွက်မလာအောင်နော်အတန်ထွက်မလာဘူးလေတွေပဲသူ့ရဲ့ဒီပါဇက်ထဲကနေထွက်လာနှုတ်သီးထဲကနေထွက်လာတယ်အဲ့တော့သူစူးစမ်းကြည့်တယ်အတန်ထွက်မလာအောင်အော်သူခိုးလျှောက်ပြေးတီလျှောက်ပြေးလို့ကြည့်တယ်အတန်ထွက်မလာပြောရမှဆိုလို့ရှိရင်သူ့ရဲ့အတန်ကပျောက်သွားတယ်အဲ့တော့သူစဉ်းစားလို့လည်းမရအောင်တေချာတခုတော့ဒီခက်ထန်ကြမ်းတမ်းတဲ့ ်ရာသီဥတုကြောင့်ဖြစ်မယ်ကြောက်လန့်သွားတာလည်းပါမယ်ဆိုတော့သူ့ကိုသူသိတယ်။โอเคအဲ့တော့ငါရဲ့ตายရတဲ့အတန်ကတော့ထွက်မလာဘူး။အဲ့တော့ငါတခြားသူတွေရဲ့အတန်ကိုလိုက်နားထောင်ကြည့်မယ်။နားထောင်ကြည့်ပြီးတော့မှသူတို့လိုငါလိုက်လုပ်ပြီးတော့မှအော်ကြည့်မယ်ဆိုပြီးတော့မှသူတခြားငှက်တွေစီတွားတယ်။ဒါပေမဲ့တခြားငှက်တွေတိုင်းလိုက်အော်ကြည့်တယ်ဘာမှအော်လို့မရအောင်အတန်ထွက်မလာ။အဲ့တော့သူချိန်ကြာလာတဲ့ခါမှာသူစိတ်တွေလည်းညစ်လာတယ်စိတ်ဓာတ်တွေလည်းကြာလာတယ်မအော်တော့ဘူးအေးအေးဆေးဆေးနေလိုက်တော့မယ်ဘာအတမ်းမှမထွက်တော့ဘူးဆိုပြီးတော့မှသူ နေနေတယ်။တရက်တော့သူကတောအုပ်နဲ့နေတဲ့ရွာတရွာကိုသူပြန်သွားလိုက်တယ်။ပြန်သွားလိုက်ပြီးတော့မှအိမ်အိမ်ရှိပြတင်းမောက်ရဲ့ရှိမှသူနားလိုက်တဲ့အခါမှာအဲ့ဒီအိမ်ထဲကနေပြီးတော့မှအတန်တစ်ခုသူကြားလိုက်ရတယ်။နော်အတန်ပါလဲဆိုတော့အဲ့ဒီအိမ်ထဲမှာရှိနေတဲ့ကောင်မလေးတယောက်ကတချင်းကြီးနေတာပါ။တချင်းဆိုးနေတာအဲ့တော့အတန်ကောင်းတဲ့အတန်လည်းမဟုတ်ဘူးနော်နားထောက်လို့လည်းမကောင်းဘူးဒါပေမဲ့နှွေးထွေးတဲ့အတန်ပါတယ်အဆင်ပြေတဲ့အတန်ဖြစ်တယ်အဲသူအဲ့အတန်ကြားတဲ့အခါမှာ သူ့ရဲ့စိတ်ထဲမှာတမျိုးပေါ်လာသူ့ရဲ့ယင်ထဲမှာတမျိုးခံစားရလာတယ်ဒါပေမဲ့သူအတန်ထွက်မလာသူဆက်ပြီးတော့မှနားထောင်နေနားထောင်ပြီးဟိုဟိုဒီဒီပြန်ကြည့်တယ်ပြန်ကြည့်တဲ့ခါမှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့အတန်ကပြန်ပြီးတော့မှထွက်လာတယ်ဒါပေမဲ့အဲ့ဒီအတန်ကအရင်တုန်းကအတန်နဲ့မတူတော့ဘဲနဲ့ပိုကောင်းတဲ့ပိုตาရနာပြောပွဲရှိတဲ့ပိုပြီးတော့မှချစ်စရာကောင်းတဲ့အတန်တပန်ဖြစ်လာတယ်သူအဲ့လိုဆိုလိုက်တဲ့အချိန်မှာချင်းချင်းဆိုတဲ့အချိန်မှာ ဘေးမှာတိရစ္ဆာန်တွေအားလုံးကပြေးလာကြပြီးတော့မှသူ့စီကိုလာပြီးတော့မှနားထောင်ကြတယ်ဟေးငါတို့ကကလေးတော့အတန်ပြန်ရပြီဆိုပြီးတော့မှအားလုံးသူ့ဝိုင်းပြီးတော့မှရှီရလောက်ကြတယ်ဒီကြောင့်အနေနဲ့ဒီဗီဒီယိုမှာအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဗာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာလဲတခါတလေမှာခက်ခဲတွေကြမ်းတမ်းမှုတွေကြောင့်မလို့ silence ဘာမှအတန်ထွက်လို့မရတဲ့ပြောလို့မရတဲ့အခြေအနေရှိပါတယ်ဘာမှလုပ်လို့မရတဲ့အခြေအနေရှိပါတယ် အဲ့လိုမျိုးအတန်ထွက်လို့မရတဲ့အခြေအနေဘာမှစ조사လို့မရတဲ့အခြေအနေတွေဒီကျွန်တော်တို့ just a break ပါ just a pause ပါခဏလေးကျွန်တော်တို့ကအနားယူခြင်းဖြစ်ပါတယ်အဲ့ဒါထဝရအထွက်မဟုတ်ပါဘူးပြောချင်တာဒီကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာ조사နေတယ်เนาะအဲ့တော့조사နေတဲ့အခါမှာအခက်အခဲတွေကြုံတွေ့လာလိမ့်မယ်စိန်ခေါ်မှုတွေကြုံတွေ့လာလိမ့်မယ်ပြဿနာတွေလည်းကြုံတွေ့လာတဲ့အခါမှာတချို့သောအခက်အခဲတွေစိန်ခေါ်မှုတွေကတိတ်ကိုကြီးတဲ့အတွက်ကျွန်တော်တို့လှုပ်လို့မရတော့တဲ့ခဏ silence လုပ်လိုက်ရတဲ့အနေအထားတွေရှိပါတယ် တော့အဲ့ဒီအနေထားမှာကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့ silence လုပ်ဖို့လိုပါတယ်အဲ့တော့အဲ့ဒီချိန်မှာလေတခြားသူတွေလိုက်ပြီးတော့မှ copy မကူပါနဲ့။ဟာတခြားသူတွေကတော့ဒီလုပ်ငန်းတွေကောင်းနေတယ်။တခြားလူတွေကတော့ဟိုဟာတွေလုပ်နေတယ်။တခြားလူတွေကတော့အဆင်ပြေနေတယ်။ငါတော့တို့တို့လိုက်ပြီးတော့မှလုပ်မယ်ဆိုပြီးတော့မှလိုက်ပြီး copy ကူဖို့လည်းမစဉ်းစားပါနဲ့။ဘာကြောင့်လဲဆိုတော့တို့နဲ့ကိုနဲ့တူမှာမဟုတ်လို့ပါ။ Okay အဲ့တော့ကျွန်တော်တို့က ခဏ silence လုပ်မယ်ခဏလေးနားမယ်ပြီးရအချိန်ကာလတစ်ခုကြာလာတဲ့ခါမှာကျွန်တော်တို့ရဲ့ပိုကောင်းတဲ့အတန်းပိုကောင်းတဲ့ action ပိုကောင်းတဲ့အတွေးအခေါ်တွေနဲ့ဘဝကိုပြန်လည်စတင်ကြရပါလိမ့်မယ်နောက်တစ်ယောက်မလို့ကျွန်တော်တို့ဘဝမှာအခက်အခဲတွေကြောင့်မလို့ခဏလေးဘာမှလုပ်လို့မရတဲ့အချိန်တွေရှိနေမယ်။နောက်ဘဝမှာစိန်ခေါ်မှုတွေကြောင့်မလို့ဘာမှပြောလို့မရတဲ့အချိန်လေးတွေရှိနေမယ်။အဲ့ဒီအချိန်လေးတွေကိုခဏ break အနေနဲ့ထားပြီးတော့မှကြော်လွှားသွားနိုင်မယ်ဆိုရင်တော့ဘဝပျော်စရာကောင်းပါလိမ့်မယ်။ အောင်မြင်မှုတွေရပါလိမ့်မယ်။ကိုယ့်ရဲ့ကိုယ်တွင်းကအတန်ကိုပိုကောင်းတဲ့အတန်ကိုကိုကိုတိုင်ပြန်နာထောင်ဝင်ရပါလိမ့်မယ်။ဒီကြောင့်အနေနဲ့ဒီတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်လေးမိတ်ဆွေတွေကအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်။အဲ့တော့ကိုတို့အကျိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဦး။ဒီဗီဒီယိုစုထောင်ကြည့်ပြတော့လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်ပါ။မိမရှိသောနေ့တွေဖြစ်ပါစေ။